Hello. အားလုံးမင်္ဂလာပါရှင်။အခုတစ်ခေါက်လို့ပေးမယ့် reading လေးကအခုလာမယ့်ပေါ့နော်ဂျွန်လ။အဲတလားစာအဲဒါ left reading လေးပေါ့နော် pick again reading လေးဖြစ်ပါတယ်။ဒီမှာကရွေးချယ်စရာပေါ့နော်။နှစ်ခု ပေးတာပဲဒီကောင်လေးကကောက်စုတီဒီကောင်လေးကကောက်စုနှစ်နော်။ရွေးချယ်စရာနှစ်ခုပေးထားမယ်ဆိုတော့ဒီရာလေးကိုပေါ့နော်ကိုယ်ချိန်နှစ်တက်တက်ကိုယ်စိတ်ကိုဆွဲဆောင်ဆုံးဖြစ်တဲ့ကက်ကလေးကို ရွေးချယ်ပေးဖို့အတွက်အဲပြောချင်ပါတယ်အခုလိုမျိုးပေါ့နော်ကက်ကလေးတွေရွေးချယ်နေတဲ့အချိန်မှာအမကအခုအခုတလောအရန်ရန်ကိုသဘောကျနေတဲ့ပေါ့နော်အဲဟိုတချင်းလေးတပုတ်ဟဲ့ချင်းလေးတပုတ်ကိုအချစ်တချင်းလေးပေါ့ကွာတတမလားနုနုရွရွလေးအားလေးတပုတ်ကိုဖွင့်ပေးပါမယ်ဒီတချင်းလေးကိုနားဆင်ပြီးတော့ကက်ကလေးတွေကိုရွေးချယ်ကြည့်ပါနော် လုံးလုံးချင်းတင်းနေနေပြီးတော့ပါကွယ်ပြပြမောအယမလာမေမောင်ရဲ့လုံရုံယူချင်းယူစိနေချစ်ပါလေသဆနာတစ်ခါထပ်ပြောလို့လာကွယ်โอเคပါအဲ့တော့ရွေးချယ်ပြီးပြီလို့တော့ထင်ပါတယ်အဲ့တော့ကက်အုပ်စုတင်လေးကိုပါမယ်နော် ောက်ဆွတ်တလေးကိုရွေးထားတဲ့သူလေးတွေဒီလာထဲမှာပေါ့နော်ကိုယ့်ရဲ့အချီအချီနဲ့ပတ်သက်ပြီးတော့ဟွန်းဘာတွေဖြစ်နိုင်မလဲဒါကလေပြောမယ်ဆိုရင်တော့ကွယ်ဟို H လေးအတွက်ကြည်တာများမယ်နဲ့တူပါတယ်တချို့ကျတော့ relationship လေးပေါ့နော်အဲတချို့ကျတော့လေ single လေးပေါ့ဒါမှ X energy လေးတွေကိုပို့ရမယ်လို့ခံစားမိတယ်ပြောချင်တာကတော့ကွာတချို့လေးတွေပေါ့နော်ဟွန်း X ကိုမေးလို့မရသေးတဲ့သူလေးတွေ ဟိုဘယ်လိုပြောရမလဲဟိုတစ်ခါလေကြာရင်ပေါ့နော်အမှန်ကိုလက်မခံနိုင်သေးပဲနဲ့ပေါ့နော်အော်ဘယ်လိုပြောရမလဲကွာအတိတ်ကပေါ့နော်သူနဲ့တူတူအဲရှိခဲ့တဲ့အချိန်လေးအဲသူပြောခဲ့တဲ့စကားတွေစသဖြင့်ပေါ့နော်အဲ့ဒါဒီကိုပြန်ပြီးတော့ပေါ့နော်ဟိုတွေ့တော်ရင်နဲ့အရင်တော့အကြောင်းအရာတွေတွေ့တော်ရင်နဲ့စိတ်ထဲမှာလွမ်းဆွေးနေတဲ့သူလေးတွေအဲစသဖြင့်ပေါ့နော်အဲ့လိုမျိုးသူလေးတွေလည်းပါကောင်းပါလိမ့်မယ်အခုကြည့်တဲ့သူလေးပေါ့နော်ပြောမယ်ဆိုရင်ကွာဒီຢာတွေက ဟိုဘယ်လိုပြောမလဲပြီးခဲ့တဲ့အတိတ်တွေပဲပေါ့နော်လက်ရှိကိုလက်ခံတက်ဖို့ကြိုးစားဖို့တွေလိုအပ်တယ်။အဲပြောမယ်ဆိုရင်ကွာသိရမလားဒီတစ်ဖက်လူကကိုယ့်ကိုပေါ့နော်တစ်ခါလေးရှာရမျိုးပေါ့နော်သူအဲစကားတွေပြောသွားတာမျိုးတွေရှိတယ်။တချို့အရာတွေပေါ့နော်ကိုယ့်ကိုဘယ်လိုပြောမလဲဟိုစွဲထားတယ်လို့မျိုးဖြစ်စီရဲပေါ့နော်အရာတွေပေါ့ကွယ်သိရမလားအဲ့လိုမျိုးစကားတွေအဲ့လိုမျိုးပုံစံတွေနဲ့အဲတချို့လေးတွေပေါ့နော် mm ပြောမှာစင်တော့အမဒီစကလုံးလေးကိုတော့မသုံးချင်ပါဘူးဒါပေမဲ့ manipulate ပေါ့နော်အဲ့လိုမျိုးလောက်ခံရတဲ့သဘောမျိုးလေးတွေဖြစ်နေတယ်ကွာပြောချင်တာကဘာလဲဆိုရင်ဟိုတချို့တွေပေါ့နော်ခတိတွေပေးတာမျိုးတွေဒါ relationship တွေလည်းဖြစ်နိုင်တယ်ခတိတွေပေးတယ်နော်ဒီလားဟိုဘယ်လိုပြောရမလဲဟိုဒါပေမဲ့တီးသလားဆိုတော့လည်းမတီးဘူး ဟိုလိုတွေပြောလိုက်ဒီလိုတွေပြောလိုက်ကိုဘက်ကတော့အဲ့ဒီယာယီကိုမျောလင့်ပြီးတော့နေလိုက်တယ်မတကယ်တကယ်ဖြစ်လာသလားဆိုတော့လည်းမဖြစ်လာဘူးအဲ့လိုမျိုးပေါ့နော်ကိုယ့်ရဲ့စိတ်ကိုဟိုလိုပြောမယ်ဟိုအဲ့လိုမျိုးပေါ့ကွာသိတယ်မလားဒါဒီမှာစိတ်ကိုလုံးဝ energy ကိုပေါ့နော်တည်တယ်မလားသူ့စီမှာပဲဖြစ်နေအောင်သူ့သူ့ရဲ့စကားတွေကိုကိုကထင်အောင်ထင်မှားနေဖြစ်အောင်ပေါ့ကွယ်တည်တယ်မလားအဲ့လိုမျိုး energy တွေနဲ့ကိုကအမှန်တရားကိုမမြင်နိုင်မဲနဲ့ဖြစ်နေတဲ့သူလေးတွေလည်းရှိကောင်းရှိလိမ့်မယ် အခုဒီပေါ့နော်ကြည်နေတဲ့သူလေးတွေထဲမှာဒါကအမအခုဒီကက်ကလေးတွေကိုစဖတ်တဲ့ချိန်မှာပေါ့နော်ခံစားမိတဲ့ energy ပေါ့နော်ဒီ energy ကိုအရင်ဆုံးပြောပြတာဖြစ်တယ်အဲ့တော့အဲ့လိုလူလေးတွေကွာဒီလထဲမှာအခြေကြီးကနည်းနည်းတော့အခက်ခဲလေးရောဂျုံနေရအောင်မယ်နော်ဟောပြောပြမယ် relationship လေးတွေဆိုရင်လည်းကွာကိုယ့်ရဲ့ RS လေးကဒီဘယ်လိုပြောမလဲဒီလိုမျိုး energy တွေပေါ့နော်တစ်ဖက်လူကကိုယ်တိုင်နဲ့အဆင်ပြေဘူးဆိုရင်ပေါ့နော်အခက်အခဲလေးတွေကြုံနေရတဲ့မျိုးလေးရှင့်တက်တယ်ဟဲ့ပြီးအနှောက်ယှက်တွေပေါ့နော်ဝင်နေတာမျိုးလည်းဖြစ်တတ်တယ် X လေးတွေအတွက်ကြည့်တဲ့သူဆိုရင်လည်းပြောရမယ်ဆိုရင်တော့ပေါ့နော်တိတ်ပြီးတော့ဒီ X ကကိုယ့်အတွက်တိတ်ပြီးတော့อืมကောင်းကွယ်တည်လားအရန်ကြီးမျော်လေးနေဖို့တိတ်တော့မသိမ့်ဘူးပေါ့နော်ပြောရမယ်ဆိုရင်တော့လေတည်လားကိုယ့်အနေနဲ့ ဟောလို့ပြမကိုဒီအရာတွေကိုလက်ခံတဲ့ဖို့ဒီလိုမျိုးပေါ့နော်ကြော်ဖြတ်နိုင်ဖို့တတိတွေရှိဖို့လိုအပ်တယ်ခါကြီးကြရင်ပေါ့နော်အမှန်တရားတွေကိုလက်မခံမင်းနဲ့ပိတ်မိနေတဲ့ energy တွေကိုပေါ့နော်ကြော်ဖြတ်နိုင်ဖို့အတွက်လိုအပ်တယ်နော်အဲ့အတွက်ကြောင့်ကိုကိုပြပြောမယ်ဆိုရင်ကဟောလို့ပြမယ်ဟောဆရာကောင်းတင်ဆရာကောင်းသမားကောင်းနေစီမှာအဲ healing နဲ့ပတ်သက်တဲ့ advice တွေအဲယူတာမျိုးနော် အဲအဲ့လိုမျိုးပေါ့ကွာဓမ္မမွင်လဲကို့ကိုပေါ့နော်ကုညီပေးမဲ့သူကုညီရဲဆိုတော့ကွာတိတယ်မလားဒီကို့အကောင်းဆုံးအကျဉာဏ်ပေးနိုင်မဲ့သူတွေသူတို့တွေနဲ့ပေါ့နော်ဒါပြောဆိုတာမျိုးလေးတွေတကယ်ကို့တော်ပြီးပြောလိုက်မိလို့ကွာကို့အတွက် negative energy တွေပဲပေးနေမှာဆိုရင်တော့အဆင်ပြေမှာမဟုတ်ဘူးလေဟုတ်တယ်မလားကို့အတွက်အကောင်းဆုံးလမ်းပြပေးနိုင်မဲ့သူမျိုးကိုပြောတာမျိုးဒါပေမဲ့တခုရှိတာကကို့စီမှာအဲ့လိုမျိုးပေါ့နော်မိဆွေလေးတွေလည်းဟိုရှိကောင်းရှိလာနိုင်တယ်ပေါ်လာတတ်တယ် အရင်မရှိသေးဘူးဆိုရင်လည်းပေါ့နော်ဟိုကိုယ်စီမှာကို့အတွက်ပေါ့နော်တကယ်ကိုပေါ့နော်ဟွန်းကောင်းမွန်တဲ့ energy တွေကိုရအောင်ဆွဲခေါ်ပေးမဲ့သူလေးတွေပေါ်လာတတ်တယ်ပေါ့နော်အဲ့လိုသဘောမျိုးလေးတွေကိုမှတော့ခံစားရတယ်အဲပြောမယ်ဆိုရင်တော့ဒီလို energy တွေကိုတော့ကိုယ်ကွာသေးလားရေရေဝွန်းပေါ့နော်ဒီလားကြော်ဖြတ်နိုင်မယ်ဆိုရင်တော့ကို့အတွက်က ပေါ့နော်ဒီတောက်ပမဲ့နေ့ရက်တင်ကို့အချစ်ရင်းနဲ့ပတ်သက်ပြီးတော့ကို့ရဲ့ love line နဲ့ပတ်သက်ပြီးတော့တကယ်ကို အဆင်ပြေလာမဲ့နေ့ရက်တွေကရှိလာပါလိမ့်မယ်တဲ့နော်အဲ့လိုမျိုးလေးတွေဒီမှာမြင်ရတယ်အော်ဒီပိုင်လေးတွေကိုကြည့်တဲ့သူလေးတွေကဒီတလအတွင်းအခြေအေးကတော့ဗောနော်ဒါ single လေးတွေဆိုလဲလောလောဆယ်ဗောနော်ကိုဘသာကိုပဲစူးစမ်းပြီးတော့နေပါအရန်ကြီးဗောနော်ဟိုဘယ်လိုပြမလဲအခြေအေးတစ်ခုဟိုမကောတချို့ဆို single ပဲ crash crush တိနေတဲ့အနေထားလေးတွေ situation ရှိအနေထားလေးတွေပေါ့နော်တစ်ဖက်လိုနေလို့စောင့်ကြည့်စေချင်သေးတယ်အဲသူရဲ့စကားတွေသူရဲ့ပြောတွေမှာပေါ့နော်ဟိုအရန်ကြီးပေါ့နော်ယုံနာမျိုးတွေသိမမလောက်စီချင်းသေးဘူးပေါ့ကွ Ace lady တွေအတွက်ဆိုရင်လည်းပေါ့နော်ဟွတိတ်ပြီးတော့ဒီလာတဲ့မှာတော့တိတ်ပြီးမမျောစီချင်းဘူးကိုကိုကို focus ချဖို့လည်းပို့ပြီးတော့ဦးစားပေးပြီးတော့အမကတော့ပြောချင်တယ်ဒီမှာကကိုကိုပေါ့နော်ဒီနည်းနည်းစောင့်ကြည့်နေတဲ့သူလေးတွေလည်းရှိတတ်တယ် ဆောင်ကြည့်နေကြတဲ့သူလေးရှိတတ်တယ်နော်အဲ့လိုမျိုးခုနကပြလို့အနောက်ရှက်လေးလည်းရှိတယ်ဆိုတာမျိုးလေဟာဒါ age လည်းဖြစ်နိုင်တယ်ပေါ့နော်ဒါတခြားတယောက်ယောက်လည်းဖြစ်နိုင်တယ်ဗာပဲဖြစ်ဖြစ်အဲဒီလားလေးတည်းမှာတော့ခုနကပြောနေတဲ့အတိုင်းပဲကိုပါသာကိုပဲ age ဆဆေးလေးနေပေးပါပြောမှဆိုရင်တော့ဒီ relationship လေးတွေမှာဆိုရင်တော့ကွာတိရမလားတချို့အရာလေးတွေကကြတော့ကွာနည်းနည်းကတော့ကဆလေးတွေဖြစ်နေတဲ့မျိုးလေးတွေလည်းရှိတတ်တယ် ဲ့ခါကျရင်ကိုကဘာလိမျိုးဘယ်လိုမျိုးလေးလုံးမလဲဆိုရင်တော့ကပို့ပြီးတော့ပေါ့နော်ကောင်းမွန်လာအောင်လို့ပေါ့နော်ဒီတယောက်နဲ့တယောက်ပို့ပြီးတော့ပေါ့ကအချစ်တွေကိုဖော်ပြပေးတာမျိုးဟိုဘယ်လိုပြမလဲ အဖတ်ပေါ့နော်အားစိုက်ထုတ်မှုလေးတွေပေါ့နော်တည်တယ်မနာတယောက်တယောက်ချိန်မုန်းနေတာမျိုးတွေမဟုတ်မျိုးမဟုတ်ဘဲနဲ့လေအဲအဲ့လိုသဘောမျိုးလေးပေါ့နော်နည်းလေးကိုအချစ်တွေကိုဂယူးစိုက်မှုတွေကိုနည်းနည်းလေးအားစိုက်ထုတ်ပေးဖို့လိုအပ်တယ်ဒါကတော့တချို့သော relationship လေးတွေအတွက်ကိုပြောတာပေါ့နော်ဒီ energy နဲ့ကပ်ညီတဲ့ relationship လေးတွေအတွက်ပေါ့နော်အဲဒီမှာပေါ့နော်ဟွန်းတချို့လေးကျတော့ဒီဒီအဆုလေးကိုရွေးတဲ့သူလေးတွေမှာကြတော့မှာကွာဟွန်း family issue လေးတွေရှိနေတာမျိုးလေးတွေလည်းဒီမှာတွေ့ရတယ် တချို့လေးရကျ broken family နော် broken family ဖြစ်တဲ့သူလေးတွေအဲတချို့လေးကျတော့ broken family မဟုတ်ပေမဲ့လည်းဒီကိုယ့်ရဲ့ဒီ family life ထဲမှာကိုမိသားစုမှာကြီးပြင်းလာရတဲ့မိသားစုတိုင်းဝိုင်းကပေါ့နော်အဲကိုဖေးတော်၎င်း ကိုမေတော်၎င်းကို parents တယောက်ယောက်ပေါ့ကွာတိတာမှာအဲ့လိုမျိုးပေါ့နော်ဒီမိဘတွေကအဆင်ပြေတဲ့အိမ်တော်ရေးတွေနဲ့ပဲမြင်တွေ့နေရတဲ့သူလေးတွေအဲ့လိုမျိုးသူလေးတွေပေါ့နော်စသဖြင့်ရှိရဆိုရင် healing လေးတွေလုပ်ပေးပါဟိုဘယ်လိုပြောရမလဲ တစ်ခါလေးကျရင်ဒီအရဲ့ issue တွေကကိုယ့်ပုံမှာတက်ရောက်နေပြီးတဲ့ခါကျရင်ကိုယ့်ရဲ့မသိစိတ်ထဲမှာလည်းပေါ့နော်ငါလည်းတနေ့ပေါ့နော်ဒီလိုမျိုးကြုံလာရရင်ဘယ်လိုလုပ်မလဲငါကြုံတဲ့ဆက်ဆံရေးတွေကလည်းဒီလိုမျိုးတွေပဲဆိုရင်ဘယ်လိုလုပ်မလဲအခုလက်ရှိပေါ့နော်တွဲနေတဲ့သူလေးရှိတယ်ဆိုရင်လည်းအဲ့ဒီလိုမျိုးပေါ့နော်ကိုယ့်အာဘယ်လိုပြောမလဲအဆင်ပြေမှုတွေကြုံလာရင်ဘယ်လိုလုပ်မလဲဆိုတော့အဲ့လိုမျိုးပေါ့နော်ဒီ family ရဲ့ဒီဘယ်လိုပြောမလဲရက်ခတ်မှုတွေကကိုယ့်ပုံမှာအများကြီးပေါ့နော်တက်ရောက်နေတာမျိုးတွေလည်းရှိတတ်တယ် အဲ့လိုမျိုးလေးရှိတယ်ဆိုရင်တော့ဒါက inner child healing ပုံစံမျိုးပေါ့နော် healing လုပ်ပေးရဖို့ရှိတယ် healing လုပ်ဖို့လိုအပ်တယ်ဒါကတော့ energy ကြိုက်တဲ့သူလေးတွေပေါ့နော်အကုန်လုံးကိုပြောတာတော့မဟုတ်ဘူး energy ကြိုက်တဲ့သူလေးတွေအတွက်ပေါ့နော်ဒါကအမကဒီမှာမြင်နာလေးကိုပြပြပေးတာဖြစ်တယ်အဲ့တော့အဲ့တော့ပေါ့နော်ဒီတလအတွင်းမှာတော့ဒီမှာပေါ့နော်ပြောထားတဲ့အတိုင်းပဲဟောလောက်ရမယ့်အရာလေးတွေ ပေါ့နော်ဒီ healing လို့စူးစမ်းရမယ့်အပိုင်းလေးလည်းစူးစမ်းပေးပါအဲတချို့တော့ပေါ့နော်ဒီခုနကအမပြောသူထင်းအောင်ထင်းမှဖြစ်စေတဲ့အရာမျိုးတွေလည်းမဖြစ်ရလေအောင်ကိုကို focus ထားပြီးတော့အမှန်မြင်နိုင်အောင်စူးစမ်းကြည့်ပါအဲ့လိုမျိုးပေါ့နော်ဒီတာတချို့လေးကြတော့ခုနပြောထားတဲ့အတိုင်းမှာပဲအမှန်တရားကိုလက်မခံနိုင်ပဲနဲ့ပေါ်တော့တည်ရမလားကိုဖြစ်ချင်တဲ့အရာကိုပဲလက်ခံပြီးနေနေတဲ့သူလေးတွေရှိတတ်တယ်အဲ့လိုလူလေးတွေ အတွက်အဓိကထားပြီးပြောချင်တာပေါ့နော်အဲ့လိုသူလေးတွေကတော့ဒီလထဲမှာတခြားပြင်ပြီးတော့သုံးသက်စေခြင်းနဲ့ကိုယ့်ရဲ့ relationship ဘာဖြစ်ဖြစ်ကိုယ့်ရဲ့ဒီပေါ့နော်ဒါ love life ကိုဘာဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ပြင်ပြီးသုံးသက်ပြီးရင်ပေါ့နော်ပြင်ပြီးတော့ healing လေးတွေကြိုးစားပါအဲ့ဒါဆိုရင်တော့ဘာပဲဖြစ်ဖြစ်အနာဂတ်မှာတောက်ပတဲ့ပေါ့နော်ဒီအနာဂတ်တစ်ခုပေါ့ကွယ်အဲ့ဒါကကိုယ့်ရဲ့ love life အတွက်တောက်ပတဲ့အနာဂတ်တစ်ခုကကိုယ့်စီကို ရောက်လာပါလိမ့်မယ်ရောက်လာဖို့ရည်လည်းရှိပါတယ်เนาะဒီຢာတွေကိုကြော်ဖြတ်ပြဖို့ပဲလိုအပ်ပါတယ်အဲ့တော့ကတ်ဝမ်းလေးတွေရေကတ်ဆူဝမ်းလေးကိုရွေးထားတဲ့သူလေးတွေရေအခုပေါ့เนาะပြပြပေးလိုက်တဲ့အကြောင်းအရာလေးတွေကနေတဆင်ပေါ့เนาะကိုယ်နဲ့သက်ဆိုင်ရာသက်ဆိုင်ရာ energy ကိုင်ညီမှုလေးတွေရှိရဆိုရင်ကိုင်ညီတဲ့ energy လေးတွေကိုပြပြပေးထားတဲ့ advice လေးတွေကိုတခြားလေးပေါ့เนาะဒီမှတ်ယူပြီးတော့လိုက်နာပြီးတော့ကျင့်သုံးပြီးတော့ပျော်ရွှင်တဲ့ပေါ့เนาะနေ့ရက်တွေကို ဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရနော်ဒါကတော့ကဲအောင်စုတီလေးပါအဲ့တော့ကဲအောင်စုနှစ်လေးကိုသွားမယ်ကောက်ဆုံနေလေး ကောက်ဆုံးနေလေးကတော့อืมလှပနေတယ်เนาะလှပနေတယ်ဘာလေးဒီမှမြင်ရလဲဆိုရင်ကွယ်เนาะဘာလေးတွေမြင်ရလဲဆိုရင်ဒီလလေးတဲမှာเนาะအကယ်၍ကိုကအရင်တော့ကအဆင်မပြေခဲ့မှုတွေကြုံခဲ့ရတယ်เนาะဟောကိုရဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ကံမကောင်းတာတွေကံညံ့တာတွေကံဆိုးတာတွေအကြောင်းမျိုးမျိုးပေါ့เนาะ ုံခဲ့ရတယ်ပေါ့ကွယ်ဒီတမလားအင်းအဲ့လိုမျိုးလေးတွေရှိတယ်ဆိုရင်ဒီလလေးထဲမှာကိုအတွက်ကကောင်းတဲ့ຢာလေးတွေပြန်ဖြစ်လာတော့မယ်နော်ဘာလို့လဲဆိုတော့ဒီຢာကကြတော့ကွာတယ်မလားကောင်းတဲ့ຢာလေးတွေပြန်ဖြစ်မယ်ဆိုတဲ့အတိုင်းပင်မဲ့ကိုကကောင်းတာလေးတွေလုတ်ခဲ့ဖို့လဲလိုအပ်သေးတယ်ကိုကကောင်းတာလေးတွေလုတ်ခဲ့မယ်ဆိုရင်တော့ဒီလလေးထဲမှာကောင်းတာလေးတွေတကယ်ကိုပြန်ဖြစ်လာလိမ့်မယ်ကံကောင်းခြင်းလေးတွေတကယ်ကိုပြန်ရောက်လာပါတော့မယ်နော်အကယ်၍ကိုကအတိတ်မှာဟိုကိုဘယ်လိုပြမလဲ ကိုကဘယ်လိုပြောလဲသူများကိုဟိုတစ်ဖက်လူပေါ့နော်တစ်ဖက်လူကိုယ့်ရဲ့ partner ကိုယ့်ရဲ့ relationship ကိုကိုကဟိုတိရမလန်းနဲ့အဆင်မပြေမှုတွေပြုခဲ့ရဆိုရင်တော့အဲ့ဒီကံအတိုင်းဒီလလေးတွေမှပြန်ခံရမှာပေါ့ဒါကတော့ဒါကတော့ဘယ်လိုပြောမလဲဘယ်လိုပြောရမလဲဒါမြင်တာပြောပြတာပေါ့နော်ဒါဘာပဲဖြစ်ဖြစ်ဒီလလေးတွေမှာတော့ဘာပဲဖြစ်ဖြစ်များသောအားဖြင့်ကတော့အမဒီဒီအုပ်စုလေးကိုကြည်နေတဲ့သူလေးတွေကတော့မကောင်းတာလောက်ခံမဲ့သူလေးတွေတရားမှမပါဘူးလို့တော့ယုံကြည်တယ် ဒါကြောင့်မို့လို့ဒီလလေးထဲမှာကံကောင်းခြင်းလေးတွေရောက်ရှိလာပါပြီ။နောက်တစ်ခုအနေနဲ့ကတော့ဒီမှာ lover လေးကြာထားတဲ့ခါကျတော့တကယ်ဟိုပေါ့နော်။ဒါအခြေအေးမှာဒီလလေးထဲမှာ romantic love လေးတွေကတော့တကယ်ဟိုနှစ်ယောက်ကြားထဲမှာရှိနေပါလိမ့်မယ်။အာလက်ရှိကြည့်နေတဲ့သူလေးက RS လေးဆိုရင်လည်းဒီလလေးထဲမှာသူ့အနေနဲ့ကကိုယ့်အတွက် ပေါ့နော်ဟိုနှစ်ယောက်ပြပြရှင်ရှင်လေးပေါ့ကွယ်အဆင်ပြေပြေလေးရှိရင်မယ်တကယ်လို့သူ့အနေနဲ့ပေါ့နော်ကိုနဲ့ပတ်သက်ပြီးတော့အရှင်ယူစရာရှိတာတွေဆိုရင်လည်းမြင်းမြန်ဆန်ဆန်ယူလိမ့်မယ်တွေးဝေးစဉ်းစားနေတာမျိုးတွေပေါ့နော်အရန်ကြီးမလောက်တော့ပဲနဲ့မြင်းမြန်ဆန်ဆန်အရှင်ယူမယ်ဆိုတဲ့သဘောမျိုးလေးတွေမှာလည်းရှိနေတယ်တချို့လေးတွေဆိုရင်ကွာတိတယ်မလားတချို့ RS လေးဆိုရင်ဟိုလက်ထပ်ဖို့ထိတွေးထားကြတဲ့သူလေးတွေလည်းရှိကောင်းရှိနိုင်နေအဲ့လိုလူလေးတွေကလည်းငွေကြီးလေးတွေဒီမှာ ွေကြေးလေးတွေစုဆောင်းနေတဲ့မျိုးလေးတွေเนาะငွေကြေးနေပသက်ပြီးတော့ဗောနောပို့ပြီးတော့စူးစမ်းအားထုတ်နေတဲ့မျိုးလေးတွေလည်းရှိလာနိုင်တယ်เนาะအဲ့လိုမျိုးအားထုတ်လာအားထုတ်လာလိမ့်မယ်အားထုတ်ဖို့အတွက်ကိုလည်းအဲကြံစီနေကြတဲ့အတိုင်းပင်နေကြတဲ့အဲ့လိုသဘောမျိုးလေးပေါ့เนาะအဲကဗီဒီအခုပြန်ကြည့်တဲ့ကြည့်တဲ့သူလေးကဗောနော single လေးဖြစ်တယ်ဆိုရင်เนาะอืมကိုရဲ့ love line မှာဗောနောဒါကို့အတွက်ဗောနော new love တွေတော့ coming လာတော့မယ်လို့တော့ထင်တယ်ဘာလို့လဲဆိုတော့ဒီမှာ ခိပိအရိုလီကြာလာတဲ့ခါကျတော့ကွာမျက်နှာမောင်လေးနော်ကံကြမ္မာလေးကကို့အတွက်ချစ်ချင်းမြတ်တာလေးတွေတကယ်ကိုပေါ့နော်ဒါပြန်ပြီးတော့လာပြီးပြလာပါလိမ့်မယ်ဒီမှာ Wish of Fortune ရလဲကံကောင်းခြင်းလေးဆိုတာဒါတော့ပြောချင်တာနော်ဒါတော့ပြောချင်တာ Cupid Arrow လေးနဲ့ကိုနှလုံးသားကိုမျက်နှာမောင်လေးကမျက်လေးတစ်စင်းလာပြီးတော့ပြစ်ခွင်းပါတော့မယ်အချစ်လေးတွေကပြန်ပြီးတော့ရောက်ရှိလာပါတော့မယ်အဲ့ဒီဥစားကအမကတော့လူသစ် energy လို့ပို့ပြီးတော့ခံစားနေရတယ်နော်ဟို X ကိုမျောနေတဲ့သူလေးတွေကတော့ပြောမယ်ဆိုရင်တော့ အဲတချို့လေးကြတော့လေကောင်းပါတယ်တချို့ energy ကောင်းတဲ့သူလေးတွေ energy ကောင်းတဲ့သူလေးတွေဆိုတော့ကကိုယ့်ရဲ့ ex ကိုယ့်ရဲ့ partner ကကိုယ့်အတွက်ပေါ့နော်အဲတကယ်ကိုကောင်းမွန်တဲ့သူဆိုရင်တော့သူ့ကိုပေါ့နော် second chance အနေနဲ့ပြန်ပြီးတော့ပေးလို့ရတာပေါ့ကွယ်နော်အဲ့လိုမျိုး second chance ပေးလို့ရတယ်အကယ်၍ RS လေးတွေဆိုရင်လည်းကွာဒီကိုနဲ့အဲဂျားထဲမှာအဆင်မပြေလေးတွေပေါ့နော်ရှိခဲ့တာတွေရှိတယ်ဆိုရင်လည်းပေါ့နော်သူ့ကို second chance လေးပေးပေးပါလို့နော်ဒီမှာပြောထားတယ်ဟုတ်ပြီလား တော့ဘာဖြစ်ဖြစ်ကွာတိရမလားဒီ energy လေးတွေကတော့ကောင်းတယ်လူသစ် energy ကိုလည်းမြင်ရတယ် single လေးတွေဆိုရင် as လေးဆိုရင်လည်းဒါပေါ့နော်ဒါပိုကောင်းတဲ့အခြေအနေလေးတွေပို့ပြီးတော့အဆင်ပြေမဲ့အခြေအနေလေးတွေကိုရရှိလာရလိမ့်မယ်အဲအဲ့လိုသဘောလေးပေါ့နော်အဲ့တော့ဒီမှာဗာလေးထပ်မြင်ရလဲဆိုရင်ကွာ reconciliation someone from your past is returning to your life တဲ့နော်ပြောချင်တာကတော့အတိတ်ကလူအတိတ်ကလူဆိုအတိတ်ဘဝကရေဆက်ပါတယ်သူ အားကြောင့်ခုနကအမခံစားမိလိုက်တဲ့အန်ဂျီကလူတစ်လို့ပြောလိုက်တာလေအဲ့ဒီလူတစ်ကကို့အတွက်ဟောပေါ့နော်အတိတ်ကရေဆက်ပါလာတဲ့သူအဲ့လိုလူမျိုးနဲ့လာပြီးတော့စုံရဖို့ရှိတယ်အဲ့ဒီသူကစိုးမိတ်လေဖြစ်ရင်ဖြစ်မယ်ကို့အတွက်လေနော်အဲ့လိုသဘောမျိုးလေးမှရှိနေတယ်ဒါမှမဟုတ်လေတချို့လေးတွေကကျတော့အတိတ်ကလူဖြစ်တဲ့ကိုရဲ့ x ကိုရဲ့ x ကပြန်လာတတ်တယ်ပြန်လာဖို့ရှိတယ်ဆိုတဲ့သဘောမျိုးလေးမှရှိတယ်အကယ်၍အဲ့လိုမျိုးပြန်လာတဲ့အခါကျရင်တော့ second chance လေးပေါ့နော်ပြောချင်တာကတော့ပေါ့နော်သူအခွင့်အရေးလေးတခုပေးလို့ရတယ်ဆိုတဲ့အနေထားလေးမှာရှိတယ်အဲ့လိုသဘောမျိုးလေးရှိတယ်နော်အဲ့တော့ဒီအကောက်ဆုနှစ်လေးကိုရွေးချယ်ထားတဲ့သူလေးရဲ့အခြေအရေးကတော့ဒီဇွန်လတည်းမှာတကယ်ကိုပေါ့နော်ကောင်းမွန်ပါတယ်ကောင်းမွန်တဲ့ energy လေးတွေလည်းပဲရှိနေတယ် အဲဘာပဲဖြစ်ဖြစ်ကံကြမ္မာကိုအတွက်ပေါ့နော်ကံကောင်းခြင်းလေးတွေကိုတဖန်ပြန်ပြီးတော့ပေးလာပြီးဖြစ်တဲ့အတွက်ကြောင့်ဒီကံကောင်းခြင်းလေးတွေကိုကောင်းမွန်တဲ့ energy လေးတွေနဲ့လက်ခံရရှိပြီးတော့ပေါ့နော်ဒီလလေးထဲမှာတော့အဆင်ပြေပြေနဲ့ကောင်းမွန်စွာပေါ့နော်ဖြစ်သန်းနိုင်ပါစေ လို့အမကကြောက်စွနေလေးတွေကိုဆုတောင်းပေးလိုက်ပါတယ်နော်ခုလိုမျိုးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက် reading မှာထပ်တွေ့မယ်နော်ဘိုင်ဘိုင် see you